အားလုံးပဲမင်္ဂလာပါဗီဒီယိုရေမှာကြိုးစားပါတယ်ကျွန်တော်မနောပေတယ်ပါဒီနေ့တနိုင်ကျွန်ုပ်ဟာအင်းနဲ့မွေးလာတဲ့ခြံဝတ်ထဲမှာဗီဒီယိုကျမ်းသာကိုအင်းကျမ်းသာအုပ်ဒီဖက်ရှုနေခိုင်းကျွန်ုပ်နဲ့လွန်ရင်းနေတော့ကိုသင်ပိုင်းဆိုတဲ့သူရောက်ရှိလာပြီဆရာစီကကိုကြီးလေးလိုလိုလာခဲ့တာဆရာကျွန်တော်သားကကိုရီးယားမှာ ။သမီးကဂျပန်သွားပြီးလှုပ်လှုပ်တာသိပ်ပြီးစိတ်မပြေလို့အလုပ်အဆင်ပြေသွားအောင်ရေတရာလေးလိုချင်လို့ပါ။အဲ့ဒီလိုသူ့ဆန်နဲ့လောက်တွေ့တွေ့ချင်းတိုက်ရိုက်ပြောချလိုက်ပါအဲ့ဒီကကျွန်ုပ်ကကိုသိန်းပိုင်းရဲ့သားသမီးတွေကဘာသာရေးယုံကြည်ရှိပြီးပရိကောစိတ်ကြရဲ့လားလို့မေးလိုက်တော့ကိုသိန်းပိုင်းကအဲ့ဒါလို့ဆရာကြီးကျွန်တော်သားရောသမီးပါ ဘာသာရေးယုံကြည်လက်ကောင်းပါတယ်ပရိကိုဆွေးဆွေးမြဲမြဲမစိတ်ပေမယ်လိုအပ်ရင်လိုအပ်သလိုတော့ယုံယုံကြည်ကြည်နဲ့စိတ်မှာပါဆရာဂျပန်သွားတဲ့တမီးကြီးမလေးကလေအိမ်မှာတော့ဘာသာရေးလို့သိတ်လို့ပါတယ်ဆရာကိုရသွားတဲ့တားငယ်ကတော့ဝင်လူတဲ့ဆိုတော့ဘာသာရေးပိုင်းမှာအာမနေပါဘူးအဲ့ဒီခါကျွန်ုပ်က ဒါဆိုရင်ကျွန်တော်ရေရာပြေးလို့ရသွားပါပြီ။ကျုပ်ပြောထားတဲ့ရေရာကသာယုံကြည်ကြည်လက်ခွင့်ပြီးတော့ပြောလိုက်ရ။ကိုစင်ပိုင်ကဟုတ်ကဲ့ပါဆရာ။ဆရာပြောတဲ့ရေရာကိုကျွန်တော်သေးသေးချာချာမှတ်ပြီ။ဒါတွေတမိတွေဖုံးဆက်တဲ့အခါလေးလေးသာသာလက်ခွင့်ပါမယ်တူယူတူတူပြောရှာပါ။အဲ့ဒီကကျွန်ုပ်ကကိုစင်ပိုင်မှတ်ထားမှာက ရရဆောင်ရမဲ့သူဟာမွေးနေ့ကစားပြီးမိမိအားလက်တဲ့အချိန်မှာမိမိခန်းထဲကဖျားပုံတော်ရှိမှာဖျားရှိကို၅ပါးဒီလက်ခံယူဆောက်တည်ရမယ်ဖျားရှင်ရဲ့ဂုဏ်တော်၉ပါးတဲ့ကပထမဆုံးဂုဏ်တော်ဖြစ်တဲ့အရဟံဂုဏ်တော်ကိုပရိသုံးဘက်တရားရှင်လုံးပရိနဲ့ပရိစေရမယ် အရဟံလူနဲ့မြမသတ္တဝါအလုံးတို့ပူဇော်အထုကိုခံယူတော်မူတတ်သောမြတ်စွာဘုရားအရဟံကိလေသာတည်ဟူသောယန္တုတို့ကိုပယ်တတ်တော်မူသောမြတ်စွာဘုရားအရဟံသိက္ခာယရဲ့၌မကောင်းမှုကို ပြုတော်မူသောမြတ်စွာဘုရားပရိသေတ္တကအနတ္တိဘေကိုအဲ့ဒီအတိုင်းထင်မြင်အောင်သိအောင်လုပ်ပြီးသိရပါမယ်နေတဲ့ပစည်းစိတ်ပြီးတိုင်းမေတ္တာဖို့အမြဝေရမယ် ပြီးရင်စုတောင်းကာတာကိုယူဆိုပြီးလေးလေးနက်နက်စုတောင်းအောင်မေစုတောင်းကာတာကိုသုံးောက်ယူဆိုရပါမေစုတောင်းကာတာကတော့အဋ္ဌိတံပဋိတံမရှံခိပမေဝသမိတ်တုသဘေဝိယတုသင်္ကပ္ပစံတော့ဘေယနယသောယထာအဲ့ဒီယေရယာကို45ရက်မပြတ်မကွက်လုပ်အောင်မေ45ရက်မပြည့်ခင်မေအလုတ်အကင်နေစင်တူသွားပါလိမ့်မယ် ရရပြောမဲ့စီစီများကိုပြောကြရဆရာပြောတဲ့ရရကိုကျွန်တော်သာသမီတွေအကုန်လုံးနိုင်ပါတယ်ဆရာအဲ့ဒါတော့ကျွန်တော်ရဲရဲကြီးအာမခံပါတယ်ဒါပေမဲ့ဆရာပြောတဲ့အစီအစဉ်တွေကိုကျွန်တော်အကုန်လုံးစိတ်စီလုံးလုံးမမမိနိုင်ဘူးစာနဲ့ရေးပြပါလားဆရာဒုက္ခအတိုင်းဆိုသဖြင့်ကျွန်တော်လည်းအိမ်ထဲသို့သွားကစာရွက်နဲ့ရေးပေးလိုက်ရပါတယ် ကိုစဉ်ပိုင်းလည်းပြန်သွားပါတော့တယ်အဲ့ဒီနော်တလားခန့်ကြားတဲ့အခါချက်ကတီးထဲမှာကိုစဉ်ပိုင်းနဲ့တိုက်တိုက်ဆိုင်ဆိုင်တွေ့တဲ့အခါဘလို့လဲကိုစဉ်ပိုင်းခမရရဲ့သားသမီးတွေလောက်ကန်ဆင်ပြေသွားပြီလားဗျမေးလိုက်ရကိုစဉ်ပိုင်းကဆရာပြောတဲ့အတိုင်းသားသမီးတွေကိုဖုံးဆက်တဲ့အခါရေတရာကိုပြောပြပါတယ် ပြောတဲ့အတိုင်းသူတွေလည်းလှုပ်ဖြစ်ကြပါတယ်။ရေပေါင်း20မပြည့်ခင်လှုပ်ကင်နေရပြောင်းကြကြောင်းနဲ့ဒါသာလည်းတိုးသွားပြီဖြစ်လို့ဒီလငွေများများ လွှဲနိုင်တော့မယ်လို့ဖုံးဆက်တယ်ဆရာ။ဆရာကိုကျေးဇူးတင်တယ်လို့ကတော့ရအောင်လဲလာခဲ့ပါဦးမယ်ဆရာဟု အားရဝန်တာပြောပြီးကျွန်ုပ်အနီမှာဆိုင်ကနေထွက်သွားပါတော့တယ်။အားလုံးမိတ်ဆွေများရှင်နဲ့ချက်မိကြပါခင်ဗျာ။